အားလုံးပဲမင်္ဂလာပါနော်။တနင်္ဂနွေသားသမီးတွေအတွက်တပတ်စာဟောစာကိုကျွန်တော်တာတော်နမိတ်ဖတ်ပြီးတော့ဟောပြပေးပါမယ်။တနင်္ဂနွေသားသမီးတွေနဲ့အခြေအနေပတ်သက်ပြီးတော့ဒီတစ်ပတ်မှာလည်းပဲနည်းနည်းအဆင်မပြေဖြစ်တတ်တယ်။ဒါပေမဲ့လို့ကိုယ်စိတ်ကိုထိနိုင်တော့အဆင်ပြေ။မနက်ကိုတစ်မျိုးနေ့လယ်ကိုတစ်မျိုးညနေကိုတစ်မျိုးဖြစ်တတ်တယ်။အခြေအနေပတ်သက်လို့ပေါ့နော်။အဲဖြစ်တတ်တာကိုပြောတာနော်။ဖြစ်မယ်လို့ပြောတာမဟုတ်ဘူး။အိမ်တော်ရင်းနဲ့ပတ်သက်လာလို့ရှိရင်အနေငယ်အနှောက်အယှက်ရှိတယ်။အိမ်တွင်ရင်းနဲ့ပတ်သက်လာလို့ရှိရင်လည်းအနှောက်အယှက်ရှိတယ်နော်။ လူမှုရေးနဲ့ပတ်သက်လာလို့ရှိရင်လူမှုရေးအနေငယ်ညံ့ဖြစ်တတ်တယ်။ဒါပေမဲ့စီးပွားရေးနဲ့ပတ်သက်ရင်တော့အဆင်ပြေပြေနေထားဖို့တရားတဲ့အလောက်ကံအဆင်ပြေပါတယ်ပညာရေးအဆင်ပြေပါတယ်ကျန်းမာရေးနဲ့ပတ်သက်လိုက်တော့အမျိုးသမီးအမျိုးသားမှာအမျိုးသမီးတွေကကျန်းမာရေးအထူးညံ့တတ်တယ်အမျိုးသားတွေမှာတော့အနေငယ်တော်လိမ့်မယ်ပေါ့နော်ဒါပေမဲ့လို့အမျိုးသားတွေမှာတော့အတိုက်ခံအနှောက်အယှက်ရှိပြီးတော့အမျိုးသမီးတွေမှာတော့အတိုက်ခံအနှောက်အယှက်တော့မရှိပါဘူးနော်တနင်္ဂနွေသားသမီးတွေနဲ့ဒီတစ်ပတ်စာပြုလို့ရမယ်ကျွန်တော်ကံကောင်းရည်တွေကလက်ရွှင်ဝေဝင်ရည်တွေကတော့တင်မောသီးဖြိုရည်ဒါနာပြုပြီးပါ ဒါကတော့ကိုဉဏ်ရှိသလိုတော့ပေါ့နော်ဒါကတော့ကျွန်တော်နဲ့ပထမဆက်ရှိတဲ့တနင်္ဂနွေသားသမီးတွေအတွက်ဖြစ်ပါတယ်ကျွန်တော်နဲ့ပထမဆက်မရှိတဲ့ပထမဆက်ဝေးတဲ့တနင်္ဂနွေသားသမီးတွေအတွက်ကတော့ကျွန်တော်အနုညွန်တောင်းပန်ပါတယ်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲမင်္ဂလာပါနော်တနင်္လာသားသမီးတွေအတွက်တပတ်စာဟောစရာကိုကျွန်တော်ဟောပြပေးပါမယ်တလင်းလာသားသမီးနဲ့ဒီတစ်ပတ်တာပြန်မှာအခြေအနေနဲ့ပတ်သက်ပြီးတော့အဆင်ပြေတယ်ဒါပေမဲ့အိမ်တောင်ရေးအိမ်တွင်ရေးကြတော့ တစ်ဖက်ကိုယ့်ရဲ့အမျိုးသားအမျိုးသမီးတွေကအလုံးရှုံနေတဲ့အတွက်ကိုယ့်ကိုပြစ်ထားတယ်လို့မျိုးဖြစ်နေတယ်ဒါပေမဲ့သူတို့စိတ်ထဲမှာကိုယ့်ကိုမချစ်လို့ဒါမှမဟုတ်ရှင်ပြစ်ထားခြင်းတော့မဟုတ်ပါဘူးနော်ဒါကတော့ကိုယ့်ဘက်ကနားလည်နေပါဘောနော်လူမှုရင်းနဲ့ပတ်သက်လာလို့ရှင်အဆင်ပြေတယ်နော်နေငယ်အနှောင့်အယှက်တွေတော့ရှိတယ်ဒါပေမဲ့အဆင်ပြေသွားလိမ့်မယ်အဲ့ဒီရဲ့မကောင်းတဲ့အတွေ့အကြုံတွေထင်မှာတော့မပိတ်မိနေပါတော့သူကငါ့ကိုဘယ်လိုထင်နေတာလဲ အဲစသည်ဖြစ်ပေါ့နော်စီးပွားရေးနဲ့ပတ်သက်လာလို့ရှိရင်เนาะဒီမှာကျွန်တော်ယင်းနှညုံနှံမှုသမားတွေဆိုလို့ရှိရင်တော့ပိုကောင်းတဲ့အနေထားကိုတွေ့ရတယ်ကျွန်တော်စိုင်သမားဈေးသမားတွေဆိုလို့ရှိရင်ရရင်ရသလိုယင်းထဲပါစီးပွားရေးတဖြည်းဖြည်းတက်လာလာလိုက်တယ်เนาะအဲအဲ့ဒါမှမဟုတ်ဘူးကိုကရရဆာဆာတုံးသမားတွေဆိုလို့ရှိရင်เนาะအနေငယ်ငွေချင်းနဲ့ပတ်သက်လို့နည်းနည်း block ဖြစ်တယ်ပေါ့နော်အဲအလောက်ကိုင်းနဲ့ပတ်သက်ရင်တော့အဆင်ပြေတယ်ပညာရေးနဲ့ပတ်သက်လာလို့ရှိရင်เนาะဒီညမှာတစ်ခါတစ်ခါကြားလို့ရှိရင်ခါလိုက်ကပြတ်သွားတာဖြစ်နိုင်တယ်ပေါ့နော် အဲကိုကြောင့်မဟုတ်ဘူးကိုကစူးစမ်းပါလေရတယ်တစ်ဖက်ကကိုကိုဟိုပညာရေးနဲ့ပတ်သက်လာရင်ရတံလိုက်တာမျိုးလေးပေါ့နော်အားရမျိုးလေးတော့ရှိတယ်။ကျန်းမာရေးနဲ့ပတ်သက်လာရင်တော့အမျိုးသမီးဆိုရင်အမျိုးသမီးယောဂဖြစ်တယ်အမျိုးသားလေးဆိုလို့ရှိရင်တော့အများကြီးပြဿနာမရှိပါဘူးနော်အတိုက်အခံကိစ္စကတော့မရှိပါဘူးနော်အဲနောက်တစ်ခုရှိတာကတဏ္ဍာသားသမီးနဲ့ဒီဘတ်တာအတွင်းမှာမိမိကိုယ်ပိုင်ပစ္စည်းဥစ္စာတစ်ခုခုပြောက်တာရှာတာဒါမှမဟုတ်သူများငှားရမ်းသုံးဆဲတာမျိုးတွေရှိတယ်ဒါတို့တော့သတိထားပါတံမိုးကြီးတံမိုးထားတဲ့အရာတွေဆိုလို့ရှိရင်တော့ သတိထားပါမပေးမကမ်းမငှားပါနဲ့ပေါ့နော်တဲငါသာသမီးရဲ့နဲ့တပတ်စာပြလို့ရမယ်ကျွန်တော်လက်ရှင်ဝင်ဝင် ရေရာကတော့ထန်းသီးဒေါင်းမလို့ရှိရင်တချို့ရက်တွေတာမှာနှင်းသီးပေါ်တယ်နော်အဲ့ဒါမျိုးတွေဒါနပြုပြပါထန်းသီးမရရင်ဘာလုပ်မလဲဆိုတော့ထန်းသီးမုတ်တွေတွေဒါနပြုပြပါပါနော်ကျွန်တော်ထန်းရင်တော့ဒါနပြုလို့မရဘူးနော်ဒါကတော့မူရစ်ဇေတက်တဲ့အရာပါသွားတော့ပေါ့နော်ဒါကတော့ကျွန်တော်နဲ့ပထန်းဆက်ရှိတဲ့တနင်္လာသာသမီးတွေတော့ဖြစ်ပါတယ် ကျွန်တော်လည်းပဋ္ဌာန်းစာဝေးရတနင်္လာသားသမီးတွေအတွက်ကတော့ကျွန်တော်အနှုံညွန်တောင်းပါပါတယ်เนาะအားလုံးကိုကျေးဇူးများတင်ပါတယ်အားလုံးပဲမင်္ဂလာပါเนาะအင်္ဂါသားသမီးတွေအတွက်တပတ်စာဟောစရာကိုကျွန်တော်ဟောပြပေးပါမယ်အင်္ဂါသားသမီးတွေနဲ့ဒီတပတ်စာတွေမှာအချင်းနဲ့ပတ်သက်တာအိမ်တော်အင်းနဲ့ပတ်သက်တာအင်ဂျင်နဲ့ပတ်သက်တာတွေအတွက်ကိုယ်စိတ်ကိုကိုနိုင်အောင်ထိမ့်ပါကိုယ်ကြောက်ပဲပြဿနာတက်သွားတာပါเนาะအဲကိုယ်ကြောက်ကိုကိုမမြင်မနဲ့တစ်ဖက်ကိုအပြစ်ပုံချတယ်လို့မျိုးဆိုလို့ရှင်တော့အချင်းရေးအိမ်တော်ရေးအင်ဂျင်ရေးအနေနဲ့စုပ်မှုရှိမဲ့ အနောက်ရှက်ကလေးတွေရှိတယ်။လူမှုရေးနဲ့ပတ်သက်လာရင်တော့အမြဲတိုက်ခတ်မှုရှိတယ်။တိုက်ခိုက်တဲ့နေရာလဲကိုယ်ရာလူရကန်တိုးတက်တာကိုယ့်ရဲ့အရေးချင်းတွေတိုးတက်တာမျိုးတွေပေါ့နော်။စီဝိုင်းနဲ့ပတ်သက်လာရင်စီဝါပြန်ဘက်ကိုတစ်ချက်သတိထားပါ။ကျွန်တော်ရောင်းရင်းဝယ်ရင်စိုင်းသမားလေးတွေဈေးသမားလေးတွေပေါ့နော်။တစ်ချက်သတိထားပါ။ဆိုတော့အဲ့ဒီစိုင်းသမားဈေးသမားတွေဆိုရင်ဒီတစ်ပတ်လောက်ပြန်မှာကျွန်တော်တို့လောရမှာတော့ကျွန်တော်ဗုဒ္ဓဘာသာဆိုလို့ရှိရင်တော့ဖျားစာလေးတွေဖွင့်ထားပြီပေါ့နော်မနက်ပိုင်းအဲခရစ်ယာန်တို့ကျွန်တော်တို့အဲ စတန်တော့ဆိုလို့ရှိရင်မိမိနှစ်တက်ရဘာသာရဲ့ကျွန်တော်တို့အထွတ်မြတ်ဒါလေးလေးကျွန်တော်ဖွင့်ထားပြီပေါ့နော်ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီမှာကအနေငယ်အနှောက်အယှက်ရှိတယ်နော်ဘယ်လိုအနှောက်အယှက်ရှိလဲဆိုလို့ရှိရင်တစ်ခါတစ်ခါကြာရင်ပညာရေးနဲ့ပတ်သက်လာရင်စာဘလောက်ရရကျွန်တော်တို့စိတ်လော်ပြီးမေ့သွားတာမျိုးတွေရှိတယ်ဘာလို့ဆိုအတိုက်ခံရှိလို့ပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်လာရင်ကျမ်းမာရေးမှာရုတ်တရက်ဖျားလာနာတာထိခိုက်ရှာနာတာမျိုးတွေတော့ကြုံတတ်ပါတယ်နော် နောက်ပြီးလို့ရှိရင်တော့အလုတ်ကင်နဲ့ပတ်သက်ပြီးတော့ကိစ္စမှာဒီညမှာနှစ်ချက်ရှိတယ်ကြောင့် interview ကိစ္စဆိုရင်တော့ online ပြီးတော့အလုတ်ကင်ပုံမှန် run နေသမားပုံမှန်တည်ရှိသမားဆိုလို့ရှိရင်တော့ကျွန်တော်မိတ်ဆွေအပေါင်းအသင်ကိုယ့်ရဲ့ low ball ကင်ဖတ်တွေရဲ့သူတို့ရဲ့အမှားကြောင့်ကိုယ်ပါဒုက္ခရောက်နိုင်တာပေါ့နော်အင်္ဂါသားသမီးတွေနဲ့တပတ်စာပြုတော့မယ်ရေတရာကတော့အုတ်ထုတ်ဒါနာပြုလူတန်းပေးပါဘလို့အုတ်ထုတ်မဆိုရရခလင်းအုတ်ထုတ်လူကြီးအုတ်ထုတ်ကျွန်တော်တို့တော်ဒေတာမှာဆိုရင်ဖအုပ်ထုတ်လေးအဲအဲ့လိုမျိုးလေးလို့ပေါ့နော်အစဉ်ပြင်းမဲ့အုပ်ထုတ်လေးတလုံးလုံးတော့ဒါနာပြုပေးပါပေါ့နော် ဒါကတော့ကျွန်တော်တို့ပဋ္ဌာန်းဇက်ရှိရဲ့အင်္ဂါသားသမီးတွေအတွက်ဖြစ်ပါတယ်ကျွန်တော်တို့ပဋ္ဌာန်းဇက်ဝေးတဲ့အင်္ဂါသားသမီးတွေအတွက်ကတော့ကျွန်တော်အနုညွန်တောင်းတော့ပါတယ်နော်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲမင်္ဂလာပါနော်ဘုရူသားသမီးတွေအတွက်တပတ်စာဟောစနာကိုကျွန်တော်ဟောပြပေးပါမယ်ဘုရူသားသမီးတွေဒီတပတ်စာအတွင်းမှာအခြေအနေပတ်သက်ပြီးတော့ကိုယ့်ဘက်ကအရင်ကြီးပေးဆက်ရတာမျိုးတွေရှိတယ်ဒါပေမဲ့တစ်ချိန်မှာသူ့ရဲ့အချက်တွေကိုရလာပါလိမ့်မယ်နော်အင်တော်ရင်းနဲ့ပတ်သက်လာလို့ရှိရင်တော့ဒီအတိုင်းပါပဲကိုယ့်ဘက်ကအရင်ကြီးပေးဆက်ရတယ်ဒါပေမဲ့ ဆိတ်ရှိလိုက်မယ်ဆိုရင်အဆင်ပြေပါတယ်အိမ်တွင်းရင်ကိုယ့်ရဲ့အမိတ်အာဏာတည်တတ်နေတယ်ကိုယ့်ရဲ့အမိတ်အာဏာမတည်တတ်မှုဆိုလို့ရှိရင်အဲ့ဒီအိမ်တွင်းရင်ဘာဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှုပ်ရှုပ်ရှက်ရှက်တွေတော့ရှိတတ်တယ်เนาะဒါကတော့တချို့တချို့ကိစ္စတွေပါเนาะပုံသေးတော့မတော်မှတ်ပါဘူးလူမှုရေးနဲ့ပတ်သက်လာလို့ရှိရင်ဒီမှာကိုယ့်အပေါ်ကိုကြောက်ရွံ့နေတဲ့အနေအထားကိုရှိရတော့ကိုယ့်ဘက်ကကျွန်တော်တို့သွားပြီးတော့ guarantee လုပ်ပေးပါเนาะပြောရင်ဆိုရင်ဒီခက်တိတန်တန်နေသမားတွေဆိုလို့ရှိရင်တော့ဒီညမှာတစ်ချက်ရှိတယ်လူမှုရေးပြဿနာတန်နိုင်တယ်ပေါ့เนาะ လောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိတိပပတိတိကြကြမျိုးလုပ်ပြပါเนาะမပြတ်မသားလုပ်မယ်ဆိုရင်ခံရမယ်ပြတ်ပြတ်သားသားလုပ်မယ်ဆိုလို့ရှင်တော့အဆင်ပြေမယ်ဘာလို့လဲဆိုတော့ကိုယ်နောက်ကျော်ကိုဓာတ်နဲ့ထုံမယ်အနေထားလေးတွေ့ရတယ်ပညာရေးနဲ့ပတ်သက်လာရင်အဆင်ပြေတယ်ကျမ်းမာရေးနဲ့ပတ်သက်လာရင်အဆင်ပြေတယ်ကျမ်းမာရေးညံ့တဲ့လူတွေတော်မှဒေဝတာတွေမှာအဆင်ပြန်ပြေသွားလိမ့်မယ်เนาะတိုးတက်မှုရှိရပါเนาะအတိုက်ပံ့ကိစ္စကရှိတယ်ရန်သူပတ်လက်ဝိုင်းနေတဲ့အနေထားမဟုတ်ရင်တော့မှဟိုရန်စားရန်နာတွေတော့ရှိရပါเนาะအဲ့ဒါမျိုးတစ်ချက်ပြထားပါ ြီးကြီးမားပြောင်းလဲမှုတစ်ခုတော့ရှိတယ်ယာရုရကတိုးတက်တာမျိုးပဲဒါမှမဟုတ်ယာရုလျှော့ကြတာမျိုးပဲเนาะအဲ့ဒါဆိုရင်တော့တစ်ချက်သတိထားမှာကိုယ်လှုပ်တဲ့အလုပ်ပေါ်မှာလုံးဝအမှားရောမရှိပါစေနဲ့เนาะဘရူသားသမီးတွေနဲ့တပတ်စာပြူရမယ်ကံကောင်းစဉ်ပဲရေရာလက်ရှင်ဘုရင်ရေရာကတော့ငုံပြုတ်ဒါနာပြုလူတံပေးပါဘလို့ပဲဒါနာပြုပြုပေါ့ညာရှိတယ်လို့ပုံပေါ့เนาะဒါကတော့ကျွန်တော်နဲ့ပဋ္ဌာန်းဆက်ရှိတဲ့ ဗုဒ္ဓသာသမိတွေအတွက်ဖြစ်ပါတယ်ကျွန်တော်လည်းပဋ္ဌာန်းဆက်ဝင်တဲ့ဗုဒ္ဓသာသမိတွေအတွက်ကတော့ကျွန်တော်အနှံ့ညံ့တောင်းပါပါတယ်เนาะအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲမင်္ဂလာပါเนาะကြာသာဝတိသာသမိတွေနဲ့တပတ်စာဟောစရာကိုကျွန်တော်ဟောပြပေးပါမယ်ကြာသာဝတိသာသမိတွေနဲ့ဒီတပတ်စာအတွင်းမှာအခြေအနေပတ်သက်တဲ့ကိစ္စမှာတော့လုံးဝအဆင်ပြေတယ်ဒါပေမဲ့တစ်ဖက်တစ်ဖက်လူကြီးမိပါတယ်အဆင်မပြေဖြစ်တတ်တယ်ဒါပေမဲ့ချစ်ခင်ဖို့ပဲလိုတာပါတချင်ကြအဆင်ပြေသွားပါလိမ့်မယ်เนาะစူးစမ်းပါเนาะအဲအိမ်တော်ရင်နဲ့ပတ်သက်လာအိမ်ရင်းနဲ့ပတ်သက်လာအဆင်ပြေနိုင်တယ်ဒါပေမဲ့ တဖက်မိသားစုတဖက်မိသားစုရဲ့ကျန်းမာရေးပြဿနာလေးတွေရှိတယ်အလုရှုပ်တတ်တယ်ပေါ့နော်လူမှုရေးနဲ့ပတ်သက်လာရင်အနေငယ်အလုရှုပ်တတ်တယ်အဲသူများကိစ္စတွေတွေလိုက်လောက်တတ်တယ်ဒါကကောင်းတဲ့လက္ခဏာလုပ်ပြီးပါနော်ကိုယ့်ဘက်ကဒီရုံရုံမှုတွေမရှိတော့ဘူးပေါ့နော် block တွေပြီးသွားမှာပေါ့နော်ပညာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့ဒီညမှာအဆင်ပြေတဲ့ကျန်းမာရေးနဲ့ပတ်သက်လာရင်တော့ကျွန်တော်ဒီညမှာတစ်ချက်ရှိရုပ်တရက်ဆိုတဲ့အနေထားခေါင်းရုပ်တရက်ကြိုက်တာမျိုးတွေနော်သတိထားပြီးပါ လေနဲ့ပတ်သက်တာမျိုးလေးသတိထားပါဘိုက်အောက်တာမျိုးလေးဆိုပေါ့နော်အဲ့ဒါမျိုးလေးဒါမှမဟုတ်ရှင်ကျွန်တော်လေဖြတ်လေငန်းเนาะတစ်ချက်သတိထားပြီးပါမပေါ်နိုင်ပါဘူးเนาะတိုက်ကန်ကိစ္စကတော့မရှိပါဘူးเนาะလုံးဝကြီးအဆင်ပြေတဲ့အနေအထားကိုတော့ဒီမှာတွေ့နေရတာပေါ့နော်ဂျာတာရင်းသားသမီးတွေနဲ့တပတ်စာပြီးတော့မယ်ကျွန်တော်တို့ကန်ကောင်းစင်မဲ့ရေတွေကလက်ရွှင်စင်မဲ့လေရေတွေကတော့စီချက်ဒါနာပြုလူတာမျိုးပါဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုညာရှိတယ်လို့တော့ပေါ့ဒါကတော့ကျွန်တော်နဲ့ပထမဆက်ရှိတဲ့ဂျာတာရင်းသားသမီးတွေအတွက်ဖြစ်ပါတယ်ကျွန်တော်နဲ့ပထမဆက်ဝေးတဲ့ဂျာတာရင်းသားသမီးတွေအတွက်ကတော့ကျွန်တော် နှုံညွန်တောင်းပါတယ်เนาะအားလုံးကိုကျေးဇူးများတင်ပါတယ်။ဟုတ်ပါမင်္ဂလာပါเนาะတောက်ကြသားသမီးရဲ့ဒီဘက်ဇာဟောစရံကိုကျွန်တော်ဟောပြပေးပါမယ်။တောက်ကြသားသမီးနဲ့ဒီဘက်ဇာအတွင်းမှာကျွန်တော်တို့အချင်းနဲ့ပတ်သက်လိုက်ရင်လောကโอเคတယ်။โอเคလို့လို့ကျွန်တော်တို့ကိုယ့်ဘက်ကနိုင်စားတာမျိုးတွေမလုပ်နဲ့။ကြောင်းနဲ့ဖြစ်သွားလိမ့်မယ်เนาะ။အင်နောင်အင်းနဲ့ပတ်သက်လာရင်အဆင်ပြေတယ်အင်နွေနဲ့ပတ်သက်လာရင်အဆင်ပြေလူမှုအင်းနဲ့ပတ်သက်လာရင်ညီမတစ်ချက်ရှိကိုယ့်ရဲ့မိတ်ဆွေတင်ကအပေါင်းအသင်းဒါမှမဟုတ်ကိုယ့်ရဲ့အထက်လူကြီးကကိုယ့်ဘဝကိုဒုက္ခပေးနိုင်တယ်နော်ဒါကတော့ကိုယ့်ဘဝတအားတိုးတက်မှုတွေများလောင်းတဲ့အခါကျရင်ပေါ့ PPE နေပါ PPE လောက်ပါအလုပ်ပိုင်းနဲ့ပတ်သက်လာရင်အဆင်ပြေတယ် interview ကိစ္စအရင်အဆင်ပြေတယ်ကျမရဲ့ကိစ္စအဆင်ပြေတဲ့အတိုက်ခံကိစ္စလုံးဝဖြူတော်တော်ကောင်းတဲ့ရက်သက်တစ်ပတ်လို့ပြောလို့ရမှာပေါ့နော်တောက်ကြသားသမီးတွေနဲ့လက်ရှင်တက်တဲ့ညဝင်တက်တယ်ပေါ့နော်အဲ့တော့ဒါခြုံငုံကြီးပြောမှဆိုရင်အကောင်းကြီးရှိတယ်ဒါပေမဲ့စိတ်ဓာတ်ကိုတည်တည်ကြီးကြီးနေမယ်ဆိုလို့ရှင်တော့ပိုကောင်းပြီးတော့စိတ်ဓာတ်ကိုတည်တည်ကြီးကြီးမနေတဲ့သူတွေဆိုလို့ရှင်ဒါမှမဟုတ်ရှင်သူများကိုမကောင်းကြံတဲ့သူတွေဆိုလို့ရှင်တော့အနေငယ်ရှော့ရှိတက်တယ်ကြောင်းမြန်ဖြစ်တက်တယ်ပေါ့နော် တောက်ကြသားသမီးတွေနဲ့တပတ်စာပြီးတော့မှကျွန်တော်တို့ရဲတရာကတော့ရက်စာဒါနာပြုပူဒံပေးပါကျွန်တော်တို့ဒီရက်စာတွေပေါ့နော်ဒါနာပြုပူဒံပေးပါဒါကတော့ကျွန်တော်နဲ့ပဋ္ဌာန်းဆက်ရှိတဲ့တောက်ကြသားသမီးတွေအတွက်ဖြစ်ပါတယ်ကျွန်တော်နဲ့ပဋ္ဌာန်းဆက်ဝေရဲ့တောက်ကြသားသမီးတွေအတွက်ကတော့ကျွန်တော်နှုံညွန်တောင်းပါပါတယ်နော်အားလုံးကိုကျေးဇူးများတင်ပါတယ်အားလုံးပဲမင်္ဂလာပါနော်စနေသားသမီးတွေအတွက်တပတ်စာဟောစရာကိုကျွန်တော်ဟောပြပေးပါမယ် စနေသားသမီးတွေနဲ့ဒီလိုစားခဲ့မှာအခြေအနေပတ်သက်တာတွေအိမ်တော်ရင်းနဲ့ပတ်သက်တဲ့အိမ်ရင်းနဲ့ပတ်သက်လာပြီးတော့ဘာဖြစ်တတ်လဲဆိုလို့ရှိရင်ကျွန်တော်စွန့်ငင်ယူခြင်းခံရတယ်စိတ်မချတာဒါမှမဟုတ်လို့ရှိရင်တဝင်းတိုးတာတဝင်းကြောင်းတာဒါမျိုးတွေဒါကတော့ကိုယ့်ပေါ်ချစ်လို့ပေါ့နော်အနေနဲ့ကျွန်တော်တို့ဒီကိုယ့်ရဲ့စိတ်တိုင်းမရှင်းတာမဲနဲ့ညှိနှိုင်းပြီးတော့နေပါအခုမှစတင်ပြီးလိုက်ရမယ်လူငယ်တွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာ main key လေးဆိုရင်ပြဿနာတန်နိုင်တယ်ကိုယ့်ရဲ့အလှပတရားကိုမှတ်ပြီးတော့တခဏတာအတွက်အသုံးချတာမျိုးတွေကြုံတတ်တယ်ခုံနောက်နဲ့စဉ်းစားပါ အမျိုးသားတွေတော့ကတော့ပြဿနာမရှိပါဘူးเนาะအဲ့တော့ဒီမှာအခြေအိမ်တော်ရဲ့လူမရေလူမှုရင်းနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်ဒီနေရာမှာကအဆင်ပြေတဲ့မိကောင်းဆွေကောင်းတွေပေါ်တတ်တယ်ဆရာကောင်းသမားကောင်းတွေကိုပေါ်ကူညီတတ်တယ်ဆက်လုပ်ပါစီးပွားရေးအဆင်ပြေဆက်လုပ်ပါဘာလို့အဆင်မပြေတာလဲဆိုရင်ကိုယ့်ကိုယ်ကိုယုံကြည်မှုအနေငယ်ရော့နေနေတတ်တယ်ပေါ့เนาะအဲ့ဒါတော့တစ်ချက်သတိထားပါပညာရေးနဲ့ပတ်သက်လာရင်တော့အနောက်ရှက်ရှိတယ်เนาะပညာရေးနဲ့အလုပ်ကိုဘယ်ရယူရမလဲဆိုလို့ရှိရင်တော့ပညာရေးမှာအားနဲ့တတ်တဲ့အလုပ်ကိုပဲဟိုဖြစ်တတ်တယ် ဆိုတော့နိုင်ငံညာကံနဲ့ပတ်သက်လာဒါမှမဟုတ်ရှင်အပြောင်းရွှေ့ကံနဲ့ပတ်သက်လာလို့ရှင်เนาะကျွန်တော်တို့အမရန်ကောင်းတယ်လို့ပြောရမှာပါเนาะဆိုတော့ကျမရင်နဲ့ပတ်သက်လာလို့ရှင်เนาะဒီညမှာကျွန်တော်တို့ကိုလက်မအိမတာဖြစ်တာအကျော်ပိုင်းဆိုင်ရာလေးတွေရောနေငယ်ရှိတယ်အတိုက်ခံကိစ္စကတော့မရှိဘူးเนาะတစ်ခါတစ်ခါကြာရင်ကို့အပေါ်ကိုတန်ရုံးစဉ်ကြီးမားလုံးလို့ဆွေမျိုးမိတ်ဆွေတင်ကအပေါင်းနဲ့တခုခုကဆွဲရနေတာများလို့မျိုးလေးတွေရှိတယ်ပေါ့เนาะစိတ်မချတာမျိုးလို့ဒါမှမဟုတ်ရှင် မသွားပါနဲ့လားမလာပါနဲ့လားဒါကကိုယ့်ရဲ့အုံနောက်ကိုချင်းချင်းပြီးတော့ ဆုံးဖြတ်ပြီပါเนาะကိုယ့်ရဲ့တိုးတက်မှုနဲ့အထင်းချုံနေဆိုရင်တိုးတက်မှုကိုပဲရှာပါเนาะစနေသားသမီးတွေနဲ့တပတ်စာပြီးတော့မယ်ကံကောင်းစေမယ်ရေတရားလက်ရှင်ရေတရားကတော့ဘာလီတကြားလုံးထူတန်းပြီပါเนาะကျွန်တော်တို့ဒီကုံတိုက်တွေမှာဒါမှမဟုတ်ရှင်ဈေးဆိုင်တွေမှာမြင်းမြန်းလေးဝေးယူပါဘာလီတကြားလုံးလေးတွေပေါ့เนาะဒါကတော့ကျွန်တော်နဲ့ပဋ္ဌာန်းဆက်ရှိတဲ့စနေသားသမီးတွေအတွက်ဖြစ်ပါတယ်ကျွန်တော်လည်းပထမဆက်ဝေးတဲ့စနေသားမိမိတွေအတွက်ကတော့ကျွန်တော်နှုံညွန်တောင်းပါပါတယ်เนาะအားလုံးကိုကျေးဇူးများ යි တယ်